မြန်မာနေဦးခရိုနီကယ်စက်တမလာ28ရက်နေ့မြင်တွင်နေ့စဉ်တည်ဆုံတရားရနေတဲ့အာနာသိန်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေစကိုင်းတိုင်းကန်ထူးမှကြေးရွာမှာစစ်ကော်မရှင်ရဲ့လေကြောင်းကပုံတဲမှုကြောင့်အရက်သား၈ဦးတည်ဆုံပြီးဒဏ်ရာရသူလည်းအများပြားရှိတဲ့တဲ့ရင်က ခုရက်ပိုင်းမှာစိတ်ထိခိုက်ပွဲကောင်းတဲ့တဲ့ရင်တပုတ်ဖြစ်ပါတယ်အဲ့ဒီအဖြစ်ပြက်တွေဖြစ်ပြက်နေတဲ့ရက်ပိုင်းမှာပဲအာရိကန်အာမီကတင်ယူထားတဲ့တန်တွဲမျိုးကိုလေကြောင်းကတိုက်ခိုက်တာကြောင့် တဦးသေဆုံးပြီးအခြားတရားရသူတွေရှိနေတယ်လို့တရင်လဲပေါ်ထွက်လာခဲ့ပါတယ်။ရခိုင်တပ်တော် AA ကငပ်ပလီတန်တွဲတောင်ကုန်းစတဲ့ဒေတာတွေကိုလာတန်ကြကလေးကသိမ်းယူထားတာဖြစ်ပြီးစစ်ကော်မရှင်က AA ထိန်းချုပ်နေမျိုးတွေကိုမကြခဏလေးချောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ AA နဲ့တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေက ARD တိုင်းနဲ့ရခိုင်ရိုးမထိဆက်ရာဒေသတွေ၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ထိဆက်ရာဒေသတွေဖြစ်ပြီးရခိုင်ပြည်နယ်ထဲမှာစစ်တွေနဲ့ကြောက်ဖြူမျိုးနှစ်နေရာမှာသာ စစ်ကော်မရှင်ကထိန်းချုပ်ထားနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒါကြောင့်မကြသေးတဲ့သတင်းဘက်ကကျောင်းသားစေကနန်းကျော်တေဆုံခရတဲ့ကြောက်တော်မျိုးခုရပိုင်းလေးချောင်းတိုက်ခိုက်ခံရတဲ့တောင်ကုန်တန်တွဲမျိုးတို့လိုလေးချောင်းတိုက်ခိုက်မှုတွေကမြေပြင်စီးလှုပ်ရှားမှုနဲ့လုံးဝဆက်ဆက်ခြင်းမရှိတဲ့တိုက်ခိုက်မှုတွေသာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့60ရာနှုန်းကျော်ရှိတဲ့နယ်မြေတွေကိုထိန်းချုပ်ထားတဲ့အေအေရဲ့အုပ်ချုပ်မှုအောက်မှာလူလူအနေနဲ့ အေးချမ်းစွာနေထိုင်လို့မရဘူးဆိုတဲ့မှတ်ယူမှုတရင်စကားကိုစစ်ကော်မရှင်ကပေးလိုတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေကစစ်ကော်မရှင်အနေနဲ့စစ်ရာဆွေးမှုတွေကိုဆက်လက်ကျူးလွန်နေတဲ့သဘောလို့သာကောက်ချက်ချမှာပါ။စက်တင်ဘာလ26ရက်နေ့မှာဘုံကျဲခံရတဲ့စကိုင်းတိုင်းတန်ဆယ်မြို့နယ်တွေကကန်တူးမကြီးရွာအဖြစ်ပြန်မာလဲကြီးရွာကအရက်သားရှိဦးနေရာမှာတင်တုံပြီးအများပြားတရားရခဲ့ကြပါတယ်။တန်ဆယ်မြို့နယ်တွေက PDF တွေထိန်းချုပ်ထားတဲ့ကန်တူးမကြီးရွာဟာ လမ်းစုံလမ်းခွာမှာတည်ရှိတဲ့ကြီးရွာကြီးဖြစ်ပြီးဒဇင်မြို့ပေါ်ကစစ်ပီးရှောင်သူတွေလည်းနေထိုင်ကြကြောင်းဒေသခံတွေပြင် စီကားတဲ့ကြီးရွာတရားလို့ဒေသခံတွေကဆိုပါတယ် PDF လက်နက်ကင်တွေရဲ့လှုပ်ရှားမှုနေထိုင်ရာတည်နေရာတွေကိုစောင့်ကြည့်ကလေကြောင်းကနေတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတချို့ကယူဆကြပါတယ် PDF တပ်ဖွဲ့ဝင်တွေကင်ဆောင်ထားတဲ့စင်ကတ်နံပါတ်ရဲ့တည်နေရာကိုနောက်ရခံလိုက်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဒေတာခံတချို့အနေနဲ့တန်တရားရှိကြတာပါမိုင်းတဲလို့စစ်တပ်ပိုင်းမဟုတ်တဲ့မိုဘိုင်းအော်ပရေတာတွေအနေနဲ့လည်းစစ်တပ်ကမိုဘိုင်းသုံးဆွဲသူနဲ့ပတ်သက်တဲ့အချက်အလက်နေရာကြားပြန်နားထောင်မှုစတာတွေကို2021ခုနှစ်ဆရာနာတင်ပြီးနောက်ပိုင်းလုတ်ခွင့်ရှိလာတယ်လို့လှုပ်လဲလုံနေကြတာဖြစ်ပါတယ်ဒီလိုဆက်သွယ်ရင်းဤပညာနဲ့နောက်ရောက်ခံလိုက်နိုင်တာတရှိရာနေရာကို အတိအကျသိနိုင်တဲ့အချက်အလက်တွေကိုစစ်တပ်အနေနဲ့ဆက်သွယ်ရေးကုမ္ပဏီတွေထံကအချိန်နဲ့တပြေးညီရယူကောင်းရယူနိုင်နေမှာဖြစ်ပါတယ် ဒီလိုလုံခြုံရေးနဲ့ပတ်သက်တဲ့ဖြစ်နိုင်ခြေဆက်သွယ်ရေးကိရိယာတွေကိုနောက်ရောက်ခံနိုင်စွမ်းရှိနေတာတွေကိုတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအနေနဲ့သိရှိနားလည်အောင်စူးစမ်းဖို့လိုအပ်မှာဖြစ်ပါတယ်။လေကြောင်းတက်ခိုက်မှုတွေကလူအသက်တေဆုံးမှုတွေသာမကနေအိမ်ဘာသာရေးအစာဦးစေယုံစတင်ကျောင်းတို့ကိုပါပိတ်မှတ်ထားတိုက်ခိုက်နေတာဖြစ်လို့အများနဲ့ဆိုင်တဲ့အစာဦးတွေမှာလက်နက်ကိုင်အဖွဲ့တွေရောအရက်သူအရက်သားတွေပါစုဝေးနေခြင်းတွေကိုတတိကြီးစွာထားပြီးအန္တရာယ်ကိုရှင်းချကြဖို့လည်းအရေးကြီးပါတယ်။ ခုနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေကတိုက်လေရင် အပေါ်စာကင်းထောင်လေရင်စစ်ရဟတ်ရင်တို့လိုတမရိုးကြရင်တွေတာမကဂျိုင်ရိုကော့ပတာလို့ခေါ်တဲ့လူနှစ်ဦးဝန်းကျင်သားလိုက်ပါစီးနေနိုင်တဲ့ပန်ကာတက်အငဲစာကင်းထောင်နဲ့အသေးစားလက်နက်ဒုံးကျည်တွေတက်ဆင်ထားတဲ့ရင်တွေကိုလည်းအသုံးများလာတာတွေ့ရပါတယ်။တိုက်လေရင်အပေါ်စာကင်းထောင်ရင်တွေကိုဘုံတွေကိုတဲဆောင်ခြင်းမပြုနိုင်သည့်တိုင်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာသို့မဟုတ်တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေကို ကောင်းကင်ကလင်းလင်းမြန်မြန်လာရောက်တိုက်ခိုက်နိုင်ကြလဲဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုမှာတော်လိုင်းလက်နက်ကိုင်တပ်ဖွဲ့တွင်တချို့လဲထိခိုက်သေးဆုံးမှုတွေရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့အရက်သားတွေနေ့စဉ်နဲ့အမျှထိခိုက်သေးဆုံးနေတာလဲတည်င်းတွေကတတ်သေးခံနေတာဖြစ်ပါတယ်။ပြည်ပခဒေတာမှာနေထိုင်နေကြတဲ့စစ်ဘေးရှောင်နေကြသူတွေစစ်ဘေးရှောင်တိမ်ချေမပြရသေးပေမဲ့ပြည်ပခရဲ့အကျိုးဆက်ကိုစက်တိုက်ဆိုးသလိုခံစားနေကြတဲ့ဒေတာခံတွေအနေနဲ့စစ်ပွဲတွေကြားတဲ့လေကြောင်းတိုက်ခိုက်မှုတွေအောက်မှာ အသက်ရှင်တန်ရေးနဲ့စားဝတ်နေရေးအတော်အသက်မွေးဝမ်းကြောင်းအလုပ်လုပ်ကိုင်နိုင်ရေးတို့ကိုအပြင်းထန်ကြိုးပမ်းရှင်တန်နေကြတဲ့အနေအထားလေးဖြစ်ပါရဲ့ရှင်။